စကလုံးလေးက၃လုံးနဲ့ပဲရှိတယ်အခရာ၃လုံးနဲ့ပေါင်းစပ်ပြီးတော့ဖွင့်ပြထားတဲ့စကလုံးလေးဟာအရယ်ရရယ်ဟရယ်ဒီ၃လုံးလေးပဲဖြစ်ပြီပဲလို့အတိပ္ပယ်တွေဖွင့်ဆိုထားတဲ့အခါကျတော့အ ਨੇ ဆုံးဒီစကလုံးလေးက ဖော်ပြတာအတိပ္ပယ်၅မျိုးတဲ့ဖော်ပြထားတာရှိတယ်ပေါ့နော်အဲ့ဒီဖော်ပြထားတဲ့အတိုင်းဘုန်းကြီးတို့တွေဗုဒ္ဓနုဒတိဘာဝနာပွားပြီဆိုတဲ့အခါမှာ ဒီအရဟဆိုတဲ့သကလုံးလေးရဲ့အရဟံဆိုတဲ့သကလုံးလေးရဲ့အဓိပ္ပာယ်ကိုအာယုံပြုပြီးတော့မြတ်စွာဘုရားကိုအရဟံလို့ခေါ်တာဟာဒီဂုံတူးနဲ့ဂုံတူးဝိသေသနဲ့ချီကျူးခံရတာဟာတာမန်ဘောက်ကိုပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာဂုံတူးဝိသေသနဲ့ချီကျူးတဲ့ဂုံကြီးတစ်ခု တက်လာတယ်ဆိုတာတာမန်နဲ့မဟုတ်ဘူးတကယ်အကြီးချင်းရှိလို့တက်လာတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ဂုံတွေကိုအာယုံပြုတာကိုဗုဒ္ဓနုတ္တိလို့ခေါ်တယ်။ဗုဒ္ဓဆိုတာဘုရားရဲ့ဂုံကို အနုတ္တိအကျဉ်းချင်းအထက်ထက်တတိထားပြီးတော့ဖြစ်ပေါ်နေတာတတိယနေတာတနည်းအားဖြင့်အနုဆိုတာတင့်တင့်လျောက်ပတ်တဲ့တတိဆိုတာအမှတ်ရမှုပဲ။ဘုရားနဲ့ပတ်သက်ပြီးအလွန်တင့်လျောက်လျောက်ပတ်တဲ့အမှတ်ရမှုလို့ဒီလိုအဓိပ္ပာယ်ရတဲ့ဗုဒ္ဓနုတ္တိကမ္မထာ ဖရာကိုအာယုံပြုနေတာနဲ့ပဲဒါဟာတပထကမ္မထံတစ်ခုဖြစ်တယ်ပေါ့တပထကမ္မထံနဲ့မကဘူးဗုဒ္ဓနုဒ္ဓတိကိုအခြေခံလို့ရှိရင်ဗုဒ္ဓနုဒ္ဓတိကမ္မထံသည်ဝိပဿနာဉာဏ်ဖြစ်စေဖို့အတွက်ကြီးမားသောအထောက်အကူတစ်ခုဖြစ်တယ်ပေါ့အလွန်ကြီးကျယ်သောအထောက်အကူဖြစ်ပြီးတော့လူတွေရဲ့တဏ္ဍာမှာသရာစွမ်းအားတွေဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်ဒါကြောင့်မို့ ဘုရားနုဒတိဘာဝနာဟာအလွန်ကြီးမားတဲ့အရည်ချင်းရှိတယ်လို့စာပေကျမ်းဂန်တွေမှာဆိုထားတာပေါ့ဘာဝနာထဲမှာတော့အမျက်ဆုံးဘာဝနာလို့ဒီလိုပြောတာအဲ့တော့ခုံတော်ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာကအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာကိုယ်စိတ်ထဲမှာသောဘဂဝါဆို ငါကြည်ညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်။သောဘဂဝါဆိုတာဒီငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာတော့ဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာကအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကလုံးတစ်ခုပဲ။ခဏိတောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ် တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝံလို့သုံးတယ်သူတို့เนาะအဲ့ဒီဘဂဝံလို့သုံးတဲ့စကလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတာဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝံလို့ခေါ်လိုက်တာသူတို့တဏှာနဲ့ပညာဆိုလို့ရှိရင်ပညာကိုအဓိကထားတာပေါ့တဏှာပါတဲ့ပညာပါတဲ့တဏှာမျိုးသာလဲဒီမှာကတန်ဖိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ ဒီပညာဆိုတာလေးလာစီဘူးအထုံးကြဘုရားဘာသာတွေဟာပညာဘုရားဘာသာဖြစ်ဖို့လိုတယ်ပေါ့တရားဘုရားဘာသာကြီးပဲဖြစ်เสียရဘူးပညာဘုရားဘာသာဖြစ်တယ်တရားဘုရားဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင်ပြတ်သွားတယ်သူကတရားတရားဆိုတာပညာပါမဘသူပြောပြောလှုပ်ရှားလို့မရတော့ခိုင်မာတယ်ကိုယ့်ကိုယ်နှစ်နှစ်ကာကသိထားတယ်အဲ့ဒါလို့ဖြစ်ရတယ် ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်လို့ခေါင်းစဉ်တတ်ထားတဲ့အတိုင်းအရဟံဆိုတဲ့အဓိပ္ပာယ်ကို၅မျိုးခွဲခြားပြီးတော့မှတ်ရတယ်။နံပါတ်၁ကဝေးကွာခြင်းအရဟရဲ့အဓိပ္ပာယ်နံပါတ်၁ကဝေးကွာခြင်းဘာတွေနဲ့ဝေးကွာတာတုံးဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေမာမနာတွေ စိတ်ထဲမှာနှလုံးထဲမှာပူလောင်စေတတ်တဲ့အကုသိုလ်အညစ်ကြေးတွေကဝေးကွာလုံးဝဝေးကွာတယ်သူ့ဘာသူဝေးကွာတာလားလို့ဆိုမဟုတ်ဘူးသောတပတ္တိမဲနဲ့ဖယ်ရှားလိုက်တယ်သဂရဂါမိမဲနဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမဲနဲ့ဖယ်ရှားလိုက်တယ်အရမတ္တမဲနဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဆက်ဘူးအဝေးကြီးဖြစ်သွားပြီ ခွဲထုတ်လိုက်ပြီလို့ဒီလိုပြောတာเนาะ ဘုန်းကြီးတို့တရရဲ့စိတ်ထဲမှာကျတော့ခွဲမရလောက်အောင်လောဘဒေါသမောဟတွေကတွဲဖက်နေတာလေ။မြတ်စွာဘုရားကျတော့အေးလောဘတွေကလည်းဝေးသွားပြီ။ဒေါသတွေနဲ့လည်းဝေးသွားပြီ။မောဟတွေနဲ့လည်းဝေးသွားပြီ။ကိလေသာအပူတွေနဲ့လည်းဝေးသွားပြီ။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရင်ထဲနှလုံးထဲစိတ်နှလုံးဟာဘလောက်အေးချမ်းနေမယ်ဆိုတာစဉ်းစားကြည့်။ပူတယ်ဆိုတာကိလေသာတွေကြောင့်ပူတာလေ။ကိလေသာမရှိရင်စိတ်နှလုံးဟာအေးချမ်းတယ် ဒါကြောင့်မို့အရဟရဲ့အဓိပ္ပာယ်ကအာရကဝေးကွာခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်။ကိလေသာတွေကနေဝေးကွာနေတယ်တဲ့။ဒါကြောင့်မို့မြတ်စွာဘုရားဟာအရဟံဆိုတဲ့အဲ့ဒါလို့ဆင်ခြင်စဉ်းစားဖို့လိုတယ်ပေါ့နော်။သောဘုရားဟာတကယ်အရဟံမလား။ကျန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်။ဝေးတယ်လို့ထင်ပေမဲ့လို့တော့ကြာရောက်လာပြန်ပြီ။ ေါသမရှိဘူးသဘောကောင်းတယ်လို့ထင်နေတွေ့ကြရောက်လာပြန်ပြီဒေါသကလောဘမရှိဘူးလို့ထင်နေတွေ့ကြရောက်လာပြန်ပြီစိတ်แท้ကပေါ်ပေါ်လာတာလေမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြစ်လိုက်ပြီလုံးဝဘယ်တော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်အဲ့ဒါကတစ်ချက်အဲ့တော့အရဟံကိလေသာတို့မှဝေးကွာတော်မူခြင်း ကြောင့်အရဟံနော်အရဟံဒါကအဓိပ္ပာယ်တစ်ခုဖတ်တဲ့အခါမှာလဲသုံးလုံးစလုံးပေါင်းပြီးတော့အရဟံအဓိပ္ပာယ်ကအာရကဝေးกว่าတယ်ဒီစကလုံးတစ်လုံးနဲ့ကဒီအဓိပ္ပာယ်တစ်ခုဖော်ပြဟောနောက်တစ်ခုကျတော့သူကအဓိပ္ပာယ်တစ်မျိုးကြံလိုက်ပြန်တယ်တစ်မျိုးဖွင့်ဆိုမယ်သူကအရဟံဆိုတဲ့နေရာမှာအရဟံလို့ အတန်လေးကိုဖတ်ပြီးတော့အရဆိုတာဒီယန္တူတွေယန္တူတွေကိုဟဆိုတာချိန်ပုံးပြီးသားအနိုင်ယူပြီးသားဖြစ်တယ်ယန္တူဆိုဒီမှာဘသူကိုပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတာကိလေသာကမှတကယ်ယန္တူအစ်စ်လေးငရဲချတာကကိုယ်ကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ယန္တူမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့ ကိုမွေးထားတဲ့ဒေါသဆိုတဲ့ယန္တုလောဘဆိုတဲ့ယန္တုမောဟဆိုတဲ့ယန္တုကိုငရဲချတာသူ လောက်ကိုယ်ဒုက္ခပေးတာရှိမှမရှိလားအပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယံမယံခန္ဓာပေးလို့ရတာလေအဲ့တော့ဒုက္ခပေးလို့ယန္တုလို့ခေါ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကိုယ်ဒုက္ခပေးနေတာဘယ်သူလဲလို့မေးရင်ကိလေသာတွေပဲအဲ့တော့ကိလေသာကယန္တုအစ်စ်ပဲစိတ်ညစ်ရတာဘယ်သူကြောင့်သူ့ကြောင့် အစင်မပြေဖြစ်ရတာဘု து ကြောင့်ပြောမဆိုမတွေဖြစ်တာဘု து ကြောင့်သူ့ကြောင့်ဟောအလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘု து ကြောင့်သူ့ကြောင့်ဟောသူ့လောက်ကိုယ်ဒုက္ခပေးတဲ့ပုံကိုပဲရှိမလဲနော်မုန်းစရာကောင်းတဲ့ယန္တုအစစ်ဟာကိုယ်ရင်ထဲနှလုံးထဲမှာ ဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ယန္တုတွေကိုအနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးတာဖြစ်တော့ကြောင့် အရဟံအဲ့ဒီစကားလုံးကပါဠိမှာအရိဟနအရိဆိုတာယန္တုကို ခေါ်တယ်ဟဆိုတာဖြည့်စည်ထားတာဖြည့်စည်ပြလိုက်တာယန္တုတွေကိုချေမုံပြလိုက်တာအဲ့တော့အရိဟကနေအရဟံဖြစ်လာတယ်လို့ဒီလိုဆိုထားတာအဲ့တော့အဲ့ဒီစကားလုံးပြောင်းလဲမှုတွေကိုအသာထားအရဟံ မိမိကိုဒုက္ခပေးနေတဲ့ကိလေသာရန်သူတွေကိုအားလုံးအနိုင်ယူထားပြီးသူ ဖြစ်တယ်။ယူထားပြီးချင်းကိလေသာအားလုံးကိုချိန်မုံပြီးဖြစ်ချင်းရန်သူမရှိတော့ဘူးလို့ဆိုအဲ့ဒီအရဟံကိုပဲအရဆိုတာတန်တရာဆပင်းကြီးရဲ့အကန့်နဲ့အရဆိုတာအကန့်ကိုဟဆိုတာဖြည့်စည်းတာအကန့်တွေကို ဖြည့်စည်းပြီးဖြစ်သူ ဖြစ်စီပြီးခြင်းဒါကတော့တင်စားပြီးတော့သုံးတဲ့စကလုံးတစ်ခုပေါ့တန်တရာဆက်ဝန်းကြီးကိုကြည့်လိုက်မယ်တန်တရာဆက်ဝန်းကြီးကဘာနဲ့ဥပမာတူတုံးဆိုလှဲပြီးကြီးနဲ့အလားတန်တူတယ်ပရိသတ်သောဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လှဲပိန်ကြီးရဲ့တန်ဖြစ်တယ်ပေါ့ဒါကြောင့်ဆက်ဝန်းကြီးဆက်ဝန်းကြီးနဲ့မိုးကုတ်